မင်္ဂလာပါရှင်11 web tv ရဲ့ exclusive interview ကဏ္ဍနဲ့ကြိုဆိုပါရစေဒီတစ်ပတ်မှာတော့ store a chain လုံးမဲ့ company တွေထဲမှာစည်ရင်းဝင်မဲ့အများပိုင်း company တွေအနေနဲ့ဘလို့လှုပ်ဆောင်တင်တာနဲ့ပတ်သက်ပြီးတော့တွေ့ဆုံမေးမြန်းသွားမှာပဲဖြစ်ပါရစေဒီလိုမေးမြန်းမှုကိုဗန်နာရေးဝင်ကြီးဌာနမှာအငိမ့်စားဒုတိယညွှန်ကြားရေးမှူးချုပ်ဖြစ်တာဝန်ထမ်းဆောင်ခဲ့သလိုငွေကြေးသက်သေကန်လက်မှတ်ရောင်းဝယ်ရေးဥပဒေနဲ့ဥပဒေရေးဆွဲရေးရာမှာဥဆောင်ပါဝင်ခဲ့သူလက်ရှိမှာတော့ ပုဂ္ဂလိကဘဏ်တစ်ခုမှာအကြီးတန်းအရာတန်းဖြစ်တာဝန်ထမ်းဆောင်နေပြီးတော့ stock share ဈေးကွက်နဲ့ပတ်သက်တဲ့လုပ်ငန်းတွေကိုထဲထဲဝင်းဝင်းဆောင်ရွက်နေသူတို့အုပ်ဖြစ်တဲ့အငယ်ဦးစိုးသိန်းနဲ့တွေ့ဆုံမေးမြန်းသားမှာဖြစ်ပါတယ်ရှင်။အငယ်မင်္ဂလာပါရှင်။မင်္ဂလာပါ။အဲ့တော့ဆရာဒီဆရာပြောသားရဲ့မှာ stock agent နဲ့မှာဆိုရင် listed company တို့ရှိမှာဝယ်ပြီးတော့ share တွေရောင်းရမယ့်သူတွေကအများပိုင်း company တွေဖြစ်နေတယ်ပေါ့နော်။အဲ့တော့အများပိုင်း company တွေမြန်မာနိုင်ငံရဲ့ဥစ္စာဆရာလည်းပြောသားရတယ်။ဟုတ်ကဲ့။ company တွေအရင်ဖောက်ပွားရများတယ်။ဒါပေမဲ့တကယ်ရောစစ်မှန်တဲ့ qualify တဲ့ company တွေရှိလားရှင်။ အများပိုင်းကုမ္ပဏီကအခုဆိုရင်ကျွန်တော်ထင်တယ်200နီးပါးလောက်တောင်ရှိမယ်လို့ကျွန်တော်ထင်တယ်နော်100ကျော်200ပေါ့လေ200လောက်200နီးပါးလောက်ရှိနေတယ်ဒါပေမဲ့လို့ခင်ဗျားသွားကြည့်လို့ရှိရင်အဲ့ဒီအများပိုင်းကုမ္ပဏီတွေကလုံးဝလုပ်ငန်းမလုပ်တဲ့ကုမ္ပဏီတွေအများကြီးပဲရှိနေတယ်နာမည်ပဲရှိနာမည်ပဲရှိတယ်နော်အဲ့ဒါတော့ဒီ200ဆိုတဲ့အရေးအတွက်ကြီးကို150 200ဆိုတဲ့အယူအဆကြီးကိုကင်ပြီးတော့ပြောနေတာကတော့အတိတ်ပဲမရှိပါဘူးတကယ် qualify ဖြစ်တဲ့ကုမ္ပဏီဘယ်လောက်ရှိတယ်လဲဆိုလို့ရှိရင်တော့လက်ချိုးရည်လို့ရမယ်လို့ထင်ပါတယ်ဒါပေမဲ့လို့ဒီနေရာမှာကျွန်တော်က qualify ဖြစ်တယ်လို့ကျွန်တော်မဆိုချင်ဘူးနော် ဟိုကျွန်တော်အမြင်အရပြောတာနော်ဟိုအများကနည်းနည်းလေးဟိုဒီဒီကျွန်တော်ပြောတာကိုလက်ခံလက်ခံခြင်းမှလက်ခံလိမ့်မယ်ဒါပေမဲ့ကျွန်တော်အမြင်အရပြောရင်မြန်မာနိုင်ငံမှာ qualify stock exchange မှာ listed လုပ်လောက်အောင် qualify ဖြစ်တဲ့ company ဘယ်နှခုရှိတယ်လဲဆိုရင်ကျွန်တော် plainly ပြောလို့ရှိရင်မရှိဘူးလို့တော့ကျွန်တော်ပြောချင်ပါတယ်ဟုတ်ကဲ့ဆရာเนาะဒါပေမဲ့လို့ဘာရှိတယ်လဲဆိုတော့ qualify ဖြစ်လာနိုင်အောင်လုပ်နိုင်တဲ့ company တွေတွေရှိပါတယ် အလားလာတယ်အလားလာတွေရှိတယ် qualify ဖြစ်အောင်လုပ်နိုင်တဲ့အနေအထားမှာရှိတဲ့ company တွေရှိပါတယ်ဟုတ်ကဲ့နော်အဲ့ဒီ company တွေကဆက်လုပ်သွားမယ်ဆိုလို့ရှိရင်တော့သူတို့ listed company ဖြစ်လာနိုင်တယ် listed company ဖြစ်ပြီးတဲ့အချိန်မှာလဲတကယ်လို့ listed company ဖြစ်ပြီးရင်လဲအဲ့ဒီ company တွေကဆက်ပြီးတော့တကယ်ခန္ဓာ listed company ရဲ့ဂုံအင်္ဂါရက်တွေပြန်ပြည့်စုံအောင်ထပ်ပြီးတော့သူတို့အားဖြည့်ဆောင်ရဖို့လိုပါတယ်။ဟုတ်ကဲ့။တကယ်တော့ listed ဖြစ်ဖို့ဆိုတဲ့ဥစ္စာတကယ် international standard နဲ့ကြည့်လို့ရှိရင်မလွဲပါဘူး။ ဒါပေမဲ့လို့ international standard မသွားဘဲနဲ့ standard ကိုကျွန်တော်တို့ကချကြည့်မယ်ဆိုရင်လေချကြည့်မယ်ဆိုရင်တောင်းမှပဲဖြစ်ဖို့မလွယ်ပါဘူး။မှန်ပါနေမှန်ပါ။เนาะအဲ့ဒါကြောင့်မို့လို့ဒီမှာအများကြီး company တွေဒီတိုးဝလာတာလွန်ခဲ့တဲ့9နှစ်လောက်ကစတယ်လို့ကျွန်တော်နားလည်ပါတယ်။ဟုတ်တယ်။အဲ့တော့ဘာလဲဆိုတော့အဲ့ဒီချိန်မှာကျွန်တော်က securities market က stock exchange ကတိတ်မကြိုင်တော့တော့၃ထင်းလေးလေးဆိုပေါ်လာတော့မယ်ဆိုတဲ့အခါကျတော့အ stock exchange ပေါ်လို့ရှိရင်တော့တို့ကဟာဒီဥစ္စာကိုဒီ stock exchange မှာတင်ပြီးတို့က share တွေရောင်းမလို့အရင်နေ့ရှာမယ်ဆိုတဲ့စိတ်ကူးမျိုးနဲ့အဲဖွဲ့ကြတာပါเนาะအဲ့တော့ဒီမှာကျွန်တော်တို့ကဘာဖြစ်နေလဲဆိုတော့ကုမ္ပဏီတွေတော့ဖွဲ့လိုက်တယ်ဒါမှမဟုတ်အများပိုင်းကုမ္ပဏီရဲ့ obligation တွေသူ့ရဲ့တာဝန်ခံမှုတွေကိုတေချာမလုပ်တေချာမသိဘူးတေချာလည်းမလုပ်ကြဘူးเนาะဘာကြောင့်လဲဆိုတော့အများပိုင်းကုမ္ပဏီဆိုတော့ ဒီကုမ္ပဏီတစ်ခုမှာသူ့ရဲ့ obligation တွေအများကြီးပဲဘာကြောင့်လဲဆိုတော့အများပိုင်ကုမ္ပဏီဆိုတော့အများရဲ့ပတ်စံပြည်သူရဲ့ပတ်စံကိုစုစည်းပြီးထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီပတ်စံတွေဆုံးရှုံးလို့မရဘူးအဲ့ဒီဥစ္စာတွေမဆုံးရှုံးအောင်စီမံအုပ်ချုပ်မှုပြုရမယ်ဆိုတဲ့အပိုင်းမျိုးရှိတယ်အဲ့တော့အဲ့လိုစီမံအုပ်ချုပ်တဲ့အခါမှာဘာတွေလိုလာလဲနံပါတ်1အချက်စီးအင်းစရာတွေမှန်ကန်မှုလိုတယ်ဟုတ်ကဲ့။နော်စီးရင်စီးရမှန်ကန်မှုလိုတယ်ဆိုရင်တော့ကျွန်တော်မြန်မာနိုင်ငံ standard နဲ့ကြည့်လို့ရှိရင်တော့အများကြီးအားနေတယ်။ဟုတ်ကဲ့ဆရာ။နော်စီးရင် အဆင့်တန်းကအများကြီးအားနေတယ်အဲမြန်မာနိုင်ငံရဲ့စီးရင်အင်းဥပဒေကိုကြည်လိုက်လို့ရှိရင်တော့ဟလာမြန်မာ MFRS ပေါ့ဗျာမြန်မာနိုင်ငံရဲ့ MAS တို့ကောတာ MAS ဆိုတာမြန်မာ Accounting Standard ပေါ့နော်မြန်မာမြန်မာ Accounting Standard တို့ဘာလို့ဆိုလဲဆိုတာခုနနိုင်ငံတကာ IAS ကိုကျွန်တော်တို့ကသွားပြီးတော့မှီပြီးတော့ကျွန်တော်တို့လုပ်ထားတာနော်ဒီ reporting system ကလည်းလိုပဲ MFRS ခေါ်တာပေါ့နော် MFRS မြန်မာနိုင်ငံအဲငွေကြေးနဲ့ဗန်ဒါကြီးအစီရင်ခံမှုဆိုတာခုန International IFRS International Financial Reporting System ကိုကျွန်တော်တို့မှီးပြီးယူထားတာเนาะအဲ့တော့အဲ့ဒီမှာ gap တွေကအများကြီးရှိတယ် International မှာသွားနေတာက listed company တွေဆိုလို့ရှိရင် International မှာ IFRS ကို comply ဖြစ်တယ်ဟုတ်ကဲ့ IFRS နိုင်ငံတကာရဲ့စည်းရုံးစံနှုန်းအရာကိုကျွန်တော်တို့မှီးအောင်သွားတယ်မြန်မာနိုင်ငံမှာကြည့်တဲ့အချိန်ကျတော့မြန်မာနိုင်ငံရဲ့ဒီ MFRS ဆိုတဲ့ဥစ္စာက2010မှာကျွန်တော်တို့စပြီးတော့ပြတ်ထန်းလိုက်တာအဲ့ဒီ MFRS က2009ခုနှစ်က IFRS ကိုကျွန်တော်တို့ကပုံတူကူးပြီးယူလိုက်တာ เนาะအဲ့တော့တို့ပြင်မဲ့လို့ဒီ IFRS ကတစ်နှစ်ကိုတစ်ခါတစ်ခါ modify လုပ်သွားတဲ့အတွက်ကြောင့်2009ကနေခု2015ကိုရောက်တဲ့အချိန်မှာသူ့ရဲ့ modification ကအများကြီးခွာသွားပြီဟုတ်ကဲ့เนาะအဲ့တော့ပြောမယ်ဆိုရင်ခဏရှိနေတဲ့ IFRS နဲ့ MFRS နဲ့ကြားထဲမှာ gap ကြီးတစ်ခုဖြစ်သွားတယ်ဟုတ်ကဲ့ဒါပြင်မဲ့လို့ထားလိုက်เนาะအဲ့ဒီဥစ္စာကိုထားလိုက်နောက် gap တစ်ခုကဘာသွားကြီးတယ်လဲဆိုတော့ MFRS ကိုကိုကျွန်တော်တို့က comply မလုပ်နိုင်ဘူး ဟုတ်ကဲ့အဲ့တော့မြန်မာနိုင်ငံမှာ MFRS ကို comply လုပ်နိုင်တဲ့ company ဘယ်သူရှိတယ်လဲဆိုဘယ်သူမှမရှိဘူးလို့အဲ့လိုတော့ပြောလို့ရတယ်ဟုတ်ကဲ့ဆရာเนาะ even ban နေပေါ့ ban ဆိုတာအစင်းစနစ်ဆိုရင်သူများတဲ့ပို့ပြီးကောင်းတယ်ဟုတ်လားဒါပေမဲ့ ban နေ follow လုပ်တာက central bank ကသတ်မှတ်ထားတဲ့ prudential requirements ဘာဒီဘာဒီပါရမယ်ဆိုပြီး central bank ကဟုတ်လားတာမန်လုပ်ငန်းတွေလို့ဒါဒီဒါဒီပြရမယ်ဒီလိုပြောအောင်မဖြစ်မနေလုပ်ရမယ်ဆိုပြီးပြတ်ထန်းထားတဲ့ဥစ္စာတွေရလုပ်တာဟုတ်ကဲ့မြန်မာ MFRS တွေကိုကျွန်တော်တို့ကကြွားနေသေးတယ်ဟုတ်ကဲ့အဲ့တော့ ခြုံပြောလို့ရှိရင်မြန်မာနိုင်ငံရဲ့စီးရင်စင်တန်းကအများကြီးနှိမ့်ကြပါသေးတယ်။နော်စီးရင်စင်တန်းကိုမြင့်တင်ဖို့လိုပါတယ်။အ ਨੇ ဆုံးစီးရင်တွေကမှန်ကန်မှုရှိဖို့တိကျမှုရှိဖို့ transparent ဖြစ်ဖို့အများကြီးလိုတယ်။ဒါတစ်ချက်ဖြစ်တယ်။နောက်ဒုတိယချက်ကပါလဲဆိုတော့ corporate governance corporate governance ဆိုတာက corporate စီမံခန့်ခွဲမှုဒီ corporate ကိုစီမံခန့်ခွဲတဲ့အခါမှာ normally ပြောရင်စီမံခန့်ခွဲမှုကစီမံခန့်ခွဲမှုဒီကောင်းမွန်အောင်စီမံခန့်ခွဲတဲ့စီမံခန့်ခွဲမှုကတတ်တတ်ရှိနေရမယ် ownership ကတတ်တတ်ဖြစ်နေရမယ်ဟုတ်ကဲ့အဲ့ဒီမှာ corporate governance ကိုပြောရင်အများကြီးပဲဒါပဲလို့ကျွန်တော်ခြုံပြောချင်တာမြန်မာနိုင်ငံမှာလက်ရှိကြုံတွေ့နေရတဲ့ပြဿနာကဒီ corporate governance မှာ ownership နဲ့ management တွေကမကွဲဘူး ownership လုပ်တဲ့လူက manage တဲ့ဝင်ပြီးတော့ပါခြင်းတယ်ပါနေကြတယ်ဟုတ်ကဲ့เนาะအဲ့ဒါကိုခွဲမထုတ်နိုင်တဲ့မြတ် corporate governance ဆိုတော့ဘယ်လိုမှမရနိုင်ဘူးဟုတ်ကဲ့ဆိုတော့ ownership ပါခင်ဗျ ownership ရှိတယ်ဒါပေမဲ့လို့လုပ်ငန်းကိုစီမံအုပ်ချုပ်တယ်လေပတ်မှုကခင်ဗျ management ကိုလွှဲပေးထားရမယ် management က လုတ်သွားရအဲ့ဒီဥစ္စာကိုခင်ဗျားနောက်ပိုင်းကနေပြီးတော့ဘုဒ္ဓဒါရိုက်တာအနေနဲ့ခင်ဗျားထိန်းချောင်းပါမယ်ဟုတ်ကဲ့ဒါဒီလို system မျိုးကိုကျွန်တော်တို့ကအပြည့်မသွားနိုင်ကြသေးဘူးဒါဒုတိယအာဏာချက်ဟုတ်ကဲ့အဲ့တော့ဆိုတော့ဘုဒ္ဓဒါရိုက်တာဖဲ့ရတယ်ဆိုတဲ့ကိုကဟုတ်လား international မှာဖွဲ့ကြတာတော့ဒီ corporate governance standard အရာဖွင့်မယ်ဆိုရင်တော့ independence director တွေပါရမယ်ဟုတ်ကဲ့တဘောတရားတခုအဲ့လိုအစားမျိုးတွေရှိတယ်အဲ့တော့တချို့ကျွန်တော်တို့ဒီမှာစလာပါပြီ independence director တွေနဲ့ခုနကဘုဒ္ဓ director တွေကိုခွဲပြီးတော့လုပ်နေကြပြီဒါမဲ့တချို့တော်တော်များများတော့မလိုက်နိုင်သေးဘူး ဘာကြောင့်လဲဆိုတော့အပြင်းလူတွေပါလာလို့ရှိရင်ကျွန်တော်တို့မှာဒီမှာတို့တို့ရဲ့ခုနတခါတွေကြလို့ရှိရင်လုပ်ငန်းလုပ်ကင်မှုလေးတွေမှာအခက်အခဲလေးတွေရှိတယ်ဟုတ်ကဲ့အဲ့တော့ခုန corporate governance မှာကျွန်တော်တို့ကအများကြီးအားနည်းနေပါလိမ့်တယ်နောက်ဒီတဲ့ပုံအားနည်းတာဘာလဲဆိုတော့ transparency ဟုတ်ကဲ့ပါနော်ဟိုပွင့်လင်းမြင်သာမှုအရာကြည့်လို့ရှိရင်ဥပမာအဖြစ်မြန်မာနိုင်ငံမှာကုမ္ပဏီအုပ်တွေမှာဒီ အများပိုင်းကုမ္ပဏီတွေလိုက်နိုင်ရမယ့်စည်းကမ်းတွေတတ်မှတ်ထားတာရှိတယ်။အဲ့ဒီဥစ္စာမှာဆိုလို့ရှိရင်ဥမာ financial statement တွေကိုခင်ဗျားအများမြင်လာတဲ့နေရာမှာအများလိုချင်လို့ရှိရင်ကျွန်တော်တို့ထုတ်ပေးရမယ်။ဒါဆိုသိရမယ်ဆိုတဲ့ပြဋ္ဌာန်းချက် မျိုးတွေရှိတယ်။ကျွန်တော်တို့ဒီ SE loan မှာလည်းဒီတိုင်းပဲပြဋ္ဌာန်းထားတာတွေရှိတယ်။ဒါပေမဲ့လို့ဒီကုမ္ပဏီခင်ဗျားတို့ပြောတဲ့ဟလာကုမ္ပဏီယာနဲ့ခြေတဲ့နေရာမှာဟောဘယ်နေရာ annual meeting ကျင်းပတော့မှန်းတော့မရှိဘူး။ဒီမှာ financial statement လိုချင်ဘယ်ကရှာမှမသိဘူး။အဲ့တော့ဒီတရင်ချက်လက်တွေကိုများရှိပဲနဲ့ခုနက ရင်းနှီးမြှုပ်နှံတဲ့လူတွေကဘယ်လိုလုပ်ပြီးတော့ဒီဥစ္စာမှာမြှုပ်နှံနိုင်မလဲမြှုပ်နှံနိုင်မလဲကိုဘယ်လိုစဉ်းစားမလဲဟုတ်ကဲ့เนาะသူတို့မှာ right ရှိတယ်သူတို့မြှုပ်နှံထားပြီးဆိုသူတို့ပဆန်ကဒီလုပ်ငန်းကိုအချိုးကျပိုင်ဆိုင်ထားတာဒါကြောင့်မို့လို့ဒီဥစ္စာကိုသူတို့သိခွင့်ရှိတယ်အဲ့ဒီဥစ္စာမျိုးကိုကျွန်တော်တို့ကလုပ်ငန်းကခင်ဗျား share ရီတိတ်နေချီပိုင်တယ်တို့မြန် share နှစ်ခုသုံးခုပိုင်တဲ့လူမှာသူတို့လည်းသိခွင့်ရှိတယ်ဆိုတော့အတိမတ်ပြုဖို့မရှိလို့ရှိရင်ဒီ corporate governance ကဖြစ်လာမှာပေါ့ အဲ့ဒါကြောင့်ဒီမှာကျွန်တော်တို့ကခုနပွင့်လင်းမြင်သာမှုကလည်းအများကြီးလိုပါသေးတယ်။ဒါတွေကတော့တဖြည်းဖြည်းနဲ့ခုနတိုးတက်လာနိုင်တဲ့အနေအထားမျိုးတော့ရှိပါတယ်။သို့ပေမဲ့လို့အခုချိန်မှာတော့တော်တော်ကြီးဒီခုနအများပိုင်ကုမ္ပဏီတွေတတ်ကြည့်လို့ရှိရင်တော့ဒီအပိုင်းတွေမှာတော့တအားကိုအားနည်းနေတာတွေ့ရပါတယ်။ဟုတ်ကဲ့ပါဆရာ။အဲ့တော့ဆရာအများပိုင်ကုမ္ပဏီတွေနဲ့ပြုပြင်ပြောင်းလဲမှုတွေဆိုရင်တော့တော်တော်များများလုပ်ဖို့လိုသေးလားရှင်။အများပိုင်ကုမ္ပဏီတွေနဲ့ခုနပြုပြင်ပြောင်းလဲမှုလုပ်မယ်ဆိုအများကြီးလုပ်ရမှာ ဒီမှာဘာသွားกว่าလဲဆိုတော့နိုင်ငံသားနဲ့กว่าတာကနိုင်ငံသားမှာကစပြီးတော့လုပ်တယ်ဆိုတာမိသားစုလုပ်ငန်းလေးဖြစ်ချင်းဖြစ်မယ်သို့မဟုတ်တကယ်တော့စုလုပ်တာမျိုးဖြစ်ရင်ဖြစ်မယ် family business ခုန group business လေးဖြစ်မယ်အဲ့ဒါကိုယ်ပိုင်အနေနဲ့လုပ်ကြတယ်เนาะကိုယ်ပိုင်အနေနဲ့လုပ်ကြတယ်လုပ်ကြတဲ့အခါကျတော့ဒီလုပ်ငန်းလေးကအောင်မြင်လာတယ်ဟုတ်လားအလားအလာကောင်းလာတယ်ချက်ထွင်လာတယ်ကျင်တယ်အဲ့လိုထက်ချက်ထွင်လာခြင်းတဲ့အခါကျတော့အရင်းကြီးကိုလိုအပ်လာလိုအပ်လာတယ်အဲ့လိုအပ်တဲ့အရင်းကြီးကိုရှိတဲ့လူတွေကမထည့်နိုင်တဲ့အချိန်မှာ ဒီလုပ်ငန်းကလည်းကောင်းတယ်အလားအလာကောင်းစီမံအုပ်ချုပ်မှုလည်းကောင်းတယ်ဒီအနေအထားမျိုးမှာတို့ကဒါကို going public ဆိုပြီးတော့ share ထုတ်ရောင်းပြီးတော့ဒီပြည်လူတွေရဲ့အရင်ကြီးကိုစုလိုက်တယ်ဒါကအဲ့တော့ ခုနဒီ public နဲ့ပတ်သက်တဲ့ဥစ္စာကျွန်တော်ကလိုက်ပြီးတော့ဒီဟောပြောဖို့ live လုပ်တဲ့အခါကျတော့ကျွန်တော်တို့စီမှာတော့အများပိုင်းကုမ္ပဏီကိုအဲ့လိုသွားတာပေါ့အများပိုင်းကုမ္ပဏီကိုဒါတိုင်းဖွဲ့ပလိုက်တာဟုတ်တယ်เนาะပုံတိကလေးစတာပေါ့စပြီးတော့ပြောင်းနေတယ်လည်းရှိတယ် convention လုပ်တာတော့ရှိပါလေတို့ပေမဲ့လို့အများသောအားဖြင့်အများပိုင်းကုမ္ပဏီဖွဲ့စည်းလိုက်ပြီးအခုလည်းကျွန်တော်ကြားမှာပေါ့ဗျာခဏခဏသတင်းစာတွေကျွန်တော်အများပိုင်းကုမ္ပဏီဖွဲ့ကျွန်တော်ပြုံးမိတယ်ပေါ့เนาะအဲ့တော့အများပိုင်းကုမ္ပဏီကိုဘာလို့ဒါတိုင်းဖွဲ့တယ်လဲဟုတ်ကဲ့အဲ့ဒီဥစ္စာကကျွန်တော်ထင်တယ်ကနည်းနည်းလေးမှားနေတယ်လို့ထင်တယ် အများကြီးမမတော့နည်းနည်းတော့မားနေတယ်လို့ကျွန်တော်ထင်တယ်။ဘာကြောင့်လဲဆိုတော့တကယ်ဆိုရင်တော့ခုနစတဲ့အချိန်မှာလုပ်ငန်းလေးကိုအောင်မြင်အောင်လုပ်ဖို့အတွက်ခုနတိတ်တိတ်တဲတဲလေးနဲ့လုပ်တင်တယ်။အဲ့ဒီမှာစီမံအုပ်ချုပ်မှုကောင်းရမယ်ခုနလုပ်ငန်းရဲ့အလားအလာကောင်းရမယ် business plan တွေပါတွေရှိရမယ်။အဲ့လိုရှိမယ်ဆိုလို့ရှိရင်ဒီလုပ်ငန်းကအောင်မြင်နိုင်တဲ့အနေအထားရှိလာပြီဆိုရင်ခင်ဗျား share ကိုထုတ်ရောင်းပလိုက်လို့ရတယ်။အဲ့ဒီအချိန်မှာခင်ဗျားလုပ်ငန်းဒါကို going public လို့ခေါ်တယ်။အဲ့တော့အများပိုင်းလို့စဖွဲ့လိုက်တဲ့အချိန်မှာအများပိုင်းလို့ပြောပြီမယ်လို့ခင်ဗျားအများပိုင်းရဲ့အဲ့ဒါတကယ်တမ်းကျတော့ theoretically ပြောရင်9ယောက်တည်းကြော်လို့ရှိရင်ကျွန်တော်အများမိုင်ကုမ္ပဏီလို့ပြောလို့ရတယ်เนาะအဲ့တော့လူ9ယောက်တည်းကြော်တာပဲရှိတယ်ဒါပေမဲ့လို့ကြံတဲ့ဥစ္စာအများမိုင်ကုမ္ပဏီတစ်ခုရဲ့အင်္ဂါရက်တွေဘာမှမပြည့်စုံဘူးเนาะခုန transparency မရှိဘူး management ကလည်းခုန transparent မဖြစ်ဘူး corporate governance မရှိဘူးဆိုလို့ရှိရင်အဲ့ဒီဥစ္စာကဒီလုံဒီလုံငန်းကအများမိုင်အမိခံထားမှာပဲလို့အများမိုင်မမြည်တော့အများမိုင်ကုမ္ပဏီများပဲဖြစ်မယ်အဲ့ဒီကုမ္ပဏီတွေကသူ့ပြင်ပြောင်းလဲမှုမလုပ်ဖဲနဲ့မလုပ်လို့ခဲ့လို့ရှိရင် ဘယ်လိုမှသူတို့ stock exchange မှာတက်ပြီး listed company ဖြစ်မလာနိုင်ဘူး။ဟုတ်ကဲ့ stock exchange ကိုဖယ်တာ OTC ခုနကဟာ share တွေကိုဟုတ်ကဲ့ share တွေကိုပြည်သူကိုထုတ်ရောင်းမယ်ဆိုရင်တော့မှပြည်သူရဲ့ယုံကြည်မှုကိုသူတို့ဘယ်လိုလုပ်ရမလဲ။ပြည်သူရဲ့ယုံကြည်မှုကိုမရရင်သူတို့ share ထုတ်ရောင်းလို့မရဘူး။ဒါမှမဟုတ်အဲ့ဒီဥစ္စာမှာတည်တည်ချာချာအများပိုင်း company တွေကကိုယ့်ကိုပြန်ဆန်းစစ်ဖို့လိုတယ်။ဖြစ်နိုင်တာကအများပိုင်း company ရဲ့တခုရဲ့ obligation ကိုတေးချာသဘောမပေါက်လို့အများပိုင်းကုမ္ပဏီဖွဲ့ကြတာเนาะ तू မှကောင်းတဲ့အချက်တွေအများကြီးပဲအရင်ကြီးကို तू ကချိန်မြွေး तू စုဆောင်းနိုင်တယ်ဒါပေမဲ့လို့ तू လိုက်နာရမယ့်စီကန်တွေကအများကြီးဖြစ်တယ်အဲ့လိုမလိုက်နာနိုင်ခဲ့လို့ရှိရင်ဒီဒီအများပိုင်းတွေကအများပိုင်းမမြည်တော့အများပိုင်းကုမ္ပဏီတွေဖြစ်တဲ့အတွက်ကြောင့်မလို့ကုမ္ပဏီအနေနဲ့လည်းတိုးတက်လာစရာမရှိဘူးဒီ stock exchange ခြေပါတွေကိုလည်းရောက်လာစရာအကြောင်းမရှိဘူးအဲ့တော့လက်ရှိဖွဲ့ပြီးတဲ့အများပိုင်းကုမ္ပဏီတွေကိုပြောင်းလဲလို့မရဘူးလားရပါတယ် เนาะရတယ်ဆိုရင်ဘယ်အစပြောင်းလဲမလဲခုနက management ကိုပြောင်းရမယ်เนาะပထမပြောင်းရမှာက ownership နဲ့ခုနက management ကိုခွဲရမယ်နောက်တစ်ချက်ကဒီ corporate governance မှာ modern management မှာဘာတွေပါတယ်လဲဥပမာအဖြစ်ဘုဒ္ဓဒါရိုက်တာမှာ independence director တွေပါရမယ်เนาะ internet audit တွေကောင်းဖို့လိုတယ် internet audit တွေကိုဖွဲ့တဲ့အခါမှာလဲ internet audit ဆိုပြီးနဲ့အပြင်က independent အဖွဲ့ဝင်တွေပါတဲ့နဲ့နောက်တစ်ခါ corporate governance committee ဆိုတာမျိုးဖွဲ့တင်တယ်နော်နောက်ပြီးတော့ internal audit တို့ corporate governance တို့ဟာတီးကြခုနဗိုလ်တော်ဒါရိုက်တာကိုတာဝန်ခံတဲ့ independent body တွေဖြစ်တင်တယ်အဲ့ဒီလိုပုံစံမျိုးတွေနဲ့ပြောင်းလဲလာခဲ့လို့ရှိရင်တော့တဖြည်းဖြည်းပြောင်းလဲလို့ရှိရင်တော့သူတို့တွေကခုနနည်းနည်းပို့ပြီးတော့ဆင်တန်းမြင့်တဲ့အများပိုင်း company တွေဖြစ်လာမယ်အဲ့လိုဖြစ်လာမှသာလျှင်သူတို့ကသူတို့ဘယ်ဈေးကွက်ကိုဝင်မလဲ OTC market ကိုဝင်မလား ် OTC ဆိုတာက story ချိန်မှာသွားမဲ့လူတွေကအဆင့်တန်းသိမ့်မြင့်တယ်ဒါကြောင့်မို့လို့ဂျုံနဲ့မှီဖို့မလွယ်ဘူးအဲ့ဒီချိန်မှာခုန OTC market ဆိုတာနောက်တနည်းမှာပေါ်လာမယ်အဲ့ဒီ market မှာသူတို့ရောင်းဝယ်လုပ်နိုင်တယ်သူတို့အရင်းနှီးရှာနိုင်တယ်အဲ့ဒီကမှအဆင့်မြန်အဆင့်တန်းပုံမြင့်လာတဲ့အချိန်မှာဒီက stock ချိန်မှာ listing ကုမ္ပဏီတွေဖြစ်နိုင်တယ်လုပ်ငန်းတစ်ခုမြန်မာကုမ္ပဏီတစ်ခုပုံမတိုးတက်ကောင်းမွန်လာဖို့ဆိုတဲ့ဥစ္စာကပုံမတိုးတက်ကောင်းမွန်လာဖို့ဆိုတဲ့ဥစ္စာကတခြားလူကလုပ်ပေးလို့မရပါဘူးเนาะဒီ advisor တွေကလည်းလုပ်ပေးလို့မရဘူး stock exchange ကလည်းသွားလုပ်ပေးလို့မရ။ SEC ကလည်းလုပ်ပေးလို့မရ။ဟုတ်ကဲ့။သူတို့ကိုယ်တိုင်သူတို့ပြုပြင်ပြောင်းလဲမှဒီလုပ်ငန်းတွေတိုးတက်လာမှာဖြစ်ပါတယ်။အခုတွေ့ဆုံမြင်မြန်ခဲ့တာတွေကတော့ Stock Exchange ထဲမှာပါဝင်ကြမယ်အများပိုင်းကုမ္ပဏီ Limited တွေရဲ့တည်ရမယ့်အချက်လက်တွေကိုတွေ့ဆုံမြင်မြန်ထားတာဖြစ်ပါတယ်ရှင်။